ဘုန်းကြီးတို့အခုနာမည်ကြီးနေတဲ့သောသောကမှအဲပြန်တော်မူသွားတဲ့တိပိတကတရမင်းကိုဆရာတော်ပြားကြီးလေဆရာတော်ကြီးဦးစေတသာရာလေတခါတော့ကမိန်လာတဲ့အဝေမြို့တစ်မြို့မှာမိုးကုတ်ဓမ္မယုံပါပဲအဲ့ဒီမှာအခမ်းအနားပွဲလုပ်တော့မိုးဆရာတော်ပြားကြီးရဲ့ရုပ်ကိုကြည့်ရလဲပေးနာထားလို့ပေါ့ပါပါဘုရားပိဋကတ်တိဆုံးတော့ဆရာတော်ကြီးကမိန်တယ်ပိဋကတ်တို့ဘုရား ဘုန်းကြီးကိုဘယ်လိုများချင်ကြတယ်။ဘာပြောတာပါတော့ဗျာ။အော်ဘုန်းကြီးကိုသာတက်လားမတက်ဘူးလားလို့ဘယ်လိုများချင်ရတယ်လို့မိတာပါ။ဟာတက်တာဟောရှိပြရဲ့။ရှိပြအတတ်ဆုံးပဲ။ဗမာပြည်မှာတိပိတကအရမှာတကယ်ထိတ်ခေါင်းတည်ကြီး။အခုလုပ်ကိုရည်လည်းဖြစ်တယ်။ထောက်လို့ပြန်မှာပြီးတော့တကယ်ကိုဘုံတို့ရဲ့အပြည့်နဲ့ရှိတဲ့ကိုရည်ဆိုတော့ဗမာပြည်မှာအရှင်ပြအတတ်ဆုံးဗျာ။ဘေးတကြီးကပြောတယ်ပေါ့လေ။မှန်ပါပါ မဟုတ်ဘူးတဲ့ထက်ပြီးကိုတော်ကြီးကဘုန်းကြီးတို့တဲ့နှစ်တောင်လောက်ကိုတက်တယ်တဲ့ဟုတ်ပါဘူးတော့ပြည်ပိတ္တကဆရာဆရာတော်ကြီးပြောတာတော့ဟုတ်ပါဘူးထက်ပြီးကိုတော်ကြီးကဆရာဘုန်းကြီးတို့ကြီးကိုပြောတာဟုတ်ပါဘူးဘုန်းကြီးတို့တဲ့နှစ်တောင်လောက်ပို့ပြီးတော့တက်တယ်ဒီလိုပြောတာမှန်ပါဘာဖြစ်လို့လဲဆိုတော့ဘုန်းကြီးတို့တတ်တယ်ပိရိကသုံးပေါ်အောင်တယ်ဆိုတာကစာအုပ်ထဲကြည့်ကျက်ထားတာတဲ့ ်ပါပါကျက်ထားတာဘယ်မျက်နှာပါအကြောင်းအရာတွေပါတယ်ဘယ်မျက်နှာဘယ်စာလုံးတွေပါတယ်ဆိုတော့အဲ့ဒီစာလုံးတွေကြည့်ပြီးတော့မှတ်ထားတာတဲ့ပါပါဗျာမှတ်ထားတော့ဟိုကစာမျိုးကမေးတော့မိကုန်းကြီးကြည့်လိုက်တော့လေကိုသိတာနေနဲ့တိုးနေတာပေါ့တဲ့ပါပါဗျာအဲ့ဒါတွေရေးချလိုက်တော့အောင်ရောတဲ့ဆရာတော်ကြီးပြောတာတော့ပါပါဟာဒီကိုယ်တော်ကြီးကတော့မဟုတ်ဘူးတဲ့သူ့ဉာဏ်နဲ့သူ့ခန္ဓာကိုဖောက်ပြီးတော့တည်တာဟုတ်ကဲ့နော်ပါပါ ုကတိပိတ္တကဆရာတော်ကြီးကမိန်တာနော်ကျုပ်တို့တဲ့ဒီကိုယ်တော်ကြီးက2000တော့ကိုတက်တယ်လို့ပြောတယ်မဟုတ်လားကျုပ်တို့သိတာကဉာဏ်ဟုတ်ကဲ့လားမှတ်တာကသာဥတ္တေပင်ရပဲအကြောင်းရည်ပါတယ်ဆိုတော့မှတ်တာတဲ့ဟာဒီကိုယ်တော်ကြီးကတော့ သူ့ဉာဏ်နဲ့ကိုယ်ဒီခန္ဓာတဲ့ဘယ်တရားတွေဘာဖြစ်တယ်ဘယ်တရားတွေဘာဖြစ်တယ်စသိနေတာပါပါဗျာဒီပေါ်လာလဲချုပ်ရောက်ကိုလဲပေါ်လာလဲချုပ်ရောက်ကိုလဲသိတာဉာဏ်နဲ့သိတာမဟုတ်လားပါပါဗျာတကယ်ဦးရေကသာကိုယူရက်လို့မနေဘူးလားပါပါဗျာခန္ဓာမှာရှိတဲ့တရားကိုဉာဏ်နဲ့သိတာမဟုတ်လားပါပါအဲ့ဒီအတိတို့အဲ့ဒီအတိတို့ကိုတို့ကျင်တယ်တော့ပါပါဗျာသာတတ်လို့မလို့စာဖတ်တတ်လို့စာတရားအကြောင်းရာ ညွတ်ပြောတာကတော့အလကပဲနော်ဘုန်းကြီးလည်းဒီလိုပဲဇာတိကအကြောင်းရာဒီညွတ်ပြောနေလို့ကတော့အလကပဲအဲ့ဒါမဟုတ်ဘူးအကြောင်းအရာတွေကိုညံတဲ့ကိုညံတဲ့ကြည်သိအဲ့ဒီအတိမျိုးလွတ်ချင်တာအဲ့ဒီအတိမျိုးကတော့ဥဒေကသာမဟုတ်လားဥဒေကသာကိုတကယ်သာကိုအောက်ရက်တော့မှန်တာပေါ့ကိုယ်ကတည်းကသာတဲ့ကသာတိကျသာဆိုတော့ရက်တို့ရက်တော့ငှန်လားမှန်ပါဗျာ တဲ့ဟာပြောတာကဲလို့ဆိုရင်ဘုန်းကြီးတို့တရားဓမ္မတွေဥရေကသာဖြစ်အောင်လုပ်ရမှာပေါ့